ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ reading မလုပ်ဖြစ်တာလဲတော်လေးကြာသွားတယ်ပေါ့နော်ကျွန်တော်ကြောင်းကလည်းနည်းနည်းတီးတဲ့နဲ့နည်းနည်းကတ်နေရတဲ့အတွက်ကြောင့်မလို့အော်စာဖတ်ရတဲ့အတွက်ကြောင့်မလို့အလုံးနည်းနည်းရှုပ်နေရပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တအားကြီးစိတ်အေးလက်အေးမဖြစ်တာနဲ့ဒါတော့ reading နေသိမလို့ဖြစ်ခဲ့ဘူးနောက်တစ်ခုကတော့ဒါတော့ reading လုပ်တဲ့နေရာမှာကျွန်တော်တို့က reading လုပ်တဲ့အချိန်မှာစိတ် ရှင်းနေလို့ရပါတော့စိတ်ရှုပ်နေတာမျိုးလို့ပေါ့နော်အဲ့ဒါမျိုးတွေဖြစ်လို့မရဘူးပေါ့နော်အဲ့ဒါကြောင့်မလို့လဲကျွန်တော် reading ကိုမလုပ်ဖြစ်ဖြစ်နေတာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တော့ reading ကိုကိုနည်းနည်းကတ်ကလေးအချို့ကိုချိုးပြီးတော့ပေါ့နော်ဆွဲပြီးတော့ကျွန်တော် live reading တခုလုပ်ကြည့်မယ်ဟုတ်ပြီကျွန်တော်ပထမဆုံးတော့ကတ်လေးကိုချိုးလိုက်မယ် ကက်မကက်၃ကက်ပါဒီ၃ကက်ကြထားတဲ့အပေါ်မှာကြည့်ပြီးတော့ကျွန်တော်အနေနဲ့က reading ခုလုပ်ကြည့်မယ်ဒီ reading ကိုကျွန်တော်ဘသူဘဝရယ်ဆိုတာထက်ပေါ့နော်အဓိကတော့ကျွန်တော်ဗီဒီယိုတွေကိုကြည့်နေတဲ့ကျွန်တော်နဲ့ energy ကိုင်းမဲ့လူတွေကိုအဓိကထားရည်ရွယ်ပြီးတော့ reading လုပ်တာပဲဖြစ်ပါတယ်ကျွန်တော်ဒီကက်၃ကက်ပေါ်ကနေကျွန်တော်မြင်တဲ့အမြင်ကိုဖိတ်ဆွေးလို့ပြောပြသွားမယ် ဲ့တော့ကျွန်တော်ပထမဆုံးတော့ကတ်1ကိုကြည့်လိုက်မယ်ပေါ့နော်ကတ်1မှာဒီကတ်ကြာတယ်ပြီးရင်နောက်တစ်ကတ်ကတ်2မှာဒီကတ်ကြာတယ်ပြီးရင်နောက်ထပ်တစ်ခုကတော့ဒီကတ်ပေါ့အဲ့တော့ဒီကတ်3ကတ်ကိုကြည့်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုစပြီးတော့မေးစွေတွေကို reading လုပ်ပေးမယ်ပေါ့နော်ပထမဆုံးအနေနဲ့တော့မေးစွေတွေကိုလက်ရှိကာလအခြေအနေမှာစိုးရိမ်မှုတွေပူပန်မှုတွေရှိနေတယ် ဖြစ်မှာဖြစ်ပါမလားလုံးလုံးမရပါမလားဆိုတော့အတွေးတွေဖြစ်ပေါ်နေတယ်ဆိုပြီးတော့ဒီကက်ကက်တွေပဲကနေဖော်ပြနေပါတယ်အဲ့မှာနေတစ်ဖက်မှာမိတ်ဆွေတို့ရဲ့စိတ်အခြေအနေဟာတွေးရဖြစ်နေတယ်ဆိုပြီးတော့ဖော်ပြနေပါတယ်နောက်တစ်ခုအနေနဲ့ကတော့ငါကငါဖြစ်ချင်တဲ့အရာတွေငါလုပ်ချင်တဲ့အရာတွေကိုဖြစ်အောင်လုပ်နိုင်တယ်ဆိုတော့စိတ်မျိုးပိုင်းဖြတ်ထားပြီးတော့လည်းတစ်ဖက်မှာလည်း အဲ့ဒီအတွက်ကြားရောက်လာမယ့်အန္တရာယ်မျိုးတွေပေါ့အခက်အခဲမျိုးတွေပေါ်လာမှာကိုလည်းစိုးရင်လေးဖြစ်နေတယ်ဆိုပြီးတော့အတိတ်ပဲရပါတယ်ပြီးရင်နောက်တစ်ခုအနေနဲ့ကမိတ်ဆွေတို့ကဘဝမှာအချစ်ရေးမှာပေါ့နော်လူမှုရေးစီးပွားရေးပေါ့စားချစ်ဖြင့်အဲ့ဒီမှာအောင်မြင်မှုတွေရဖို့ဟာမှာဘုံတိုင်းတိုင်းနဲ့တော့ဖြစ်မလာဘူးဆိုပြီးတော့အတိတ်ပဲရတယ် တဖြည်းဖြည်းချင်းပေါ့နော်တိဆောက်ယူခြင်းအပြင်မိတ်ဆွေတို့ရဲ့အနာဂတ်ဟာပိုပြီးတော့လှပလာမယ်ဆိုပြီးတော့ဒီကက်ကက်တွေပဲကနေဖော်ပြနေပါတယ်ဒါနဲ့ကြောင့်မလို့ပထမဆုံးကတော့ကျွန်တော်ဒီကက်သုံးကက်ပေါ်မူတည်ပြီးတော့ BV တွေကိုကြည့်နေတဲ့မိတ်ဆွေတို့ကိုအကြံပေးချင်တာကတော့စိုးရင်ပူပန်မှုတွေကို short ချထားပါကိုကိုကိုယုံကြည်မှုရှိပါမိတ်ဆွေရဲ့လက်ရှိကံတရားဟာထိပေါက်တယ်လို့မျိုး ဝင်ငွေရာအုံငနဲ့တိုင်းငနဲ့မျိုးရရှိလာမှာမျိုးအောင်မြင်မှုကအုံငနဲ့တိုင်းငနဲ့မျိုးရရှိလာမှာမျိုးမိမိရဲ့ချစ်သူရည်စားပေါ့နော်အိမ်တော်ဘက်ကပို့ပြီးတော့အာယုံဆိုင်မှုတွေကဝင်ငွေတိုင်းငနဲ့ရရှိလာမှာမဟုတ်ဘဲနဲ့ဖြည်းဖြည်းချင်းတိဆောက်ယူခြင်းအားဖြင့်ပုံမှုအစဉ်ပြေတဲ့ဘဝကိုပိုင်ဆိုင်လာလိမ့်မယ်ဆိုပြီးတော့ကျွန်တော်အနေနဲ့ reading လုပ်ချင်ပါတယ်အဲ့တော့ဒီ reading အနေနဲ့ကတော့ဒီလောက်ပါပဲကျောင်းစီမှာ personal major ရဲ့ မိတ်ဆွေတွေရှိတယ်။ဒီကတည်းကသူတို့တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြေညာပေးတယ်။ကျိုးကျွန်တော်ဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေတွေကလည်းကြေညာတွေမပေးဘူးလားဆိုတော့အတွင်းမျိုးရှိပါတယ်။ကျွန်တော်အနေနဲ့ကကြေညာဆိုတဲ့အရာကိုအများကြီးခြုံပြီးပေါ့ပေးဖို့မလွယ်ကူပါဘူး။အဲ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ personality လုပ်တဲ့လူတွေကိုပေးတယ်။ပြီးရင်နောက်တစ်ခုကတော့ကျွန်တော်ဒီသီးသန့်ပေါ့နော်။လုပ်ငန်းကိုင်ကိုင်အဆင်ပြေနေတာ ဆောင်းဝက်ကိစ္စပညာရေးကိစ္စအကြောင်းကိစ္စပေါ့နော်အစရှိသဖြင့်ပေါ့သူတို့အောင်မြင်မှုနဲ့ဆိုင်နဲ့သူတို့ရဲ့နေ့နံနေနဲ့လိုက်ပြီးတော့ကျွန်တော်အနေနဲ့တီးသန့်ကြရာမျိုးတွေပြီးတာမျိုးတွေရှိရယ်ဖျောင်းနဲ့ထွန်းတဲ့ကြရာမျိုးတွေရှိရယ်အစရှိသဖြင့်ပေါ့နော်အဲ့လိုကြရာမျိုးတွေအနေနဲ့မိတ်ဆွေတို့တီးသန့်မေးခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုရဲ့အောက်ကနေ comment တွေကနေကျွန်တော်ကိုဆက်သွယ်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်